ိုတိုင်ပြည်မျိုးအနီးမှာရှိတဲ့ရွာကြီးတရမှာကိုလူလှနဲ့မထွေးများဆိုတဲ့လက်မယားနှစ်ယောက်ရှိပါတယ်။လက်မယားနှစ်ယောက်စလုံးဟာရိုးသားကြတဲ့တောသူတောင်သားတွေဖြစ်ကြပေမဲ့ကိုလူလှမှာဝန်ကြီးအတွက်ဘားရှာငားရှာတဲ့တန်ငါးတဲ့လောက်ကသာလောက်ကန်ရတယ်။ဇနီးတဲ့မထွေးများကတော့တင်းနဲ့တွေကိုစိုက်ပျိုးရောင်းကြရင်နဲ့လက်မယားနှစ်ယောက်ဘွားကိုအေးချမ်းစွာနဲ့အတူတူပြတ်တန်းခဲ့ကြပါတယ်။ဒီနေ့မှာတော့ကိုလူလှတယောက်ရောင်းဖုံးချောင်းကိုတရားနာသွားတော့ပါဏာတိပါဒကံ သူ့အသက်ကိုတက်ခြင်းအဖြစ်ကိုကောင်းကောင်းနားလည်သိရှိသွားတယ်။အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ဇနီးတဲ့ကိုသူ့တန်ငါတဲ့လုပ်ကိုစွန့်လွတ်တော့မယ်ဖြစ်ကြောင်းပြောပြတယ်။မထွေးမြတ်ကလည်းဒါတို့ခေါ်တယ်။ကောင်းပါတယ်ကိုလူလာ။ကျုပ်လည်းတော့ကိုဒီလုပ်ကို မလုပ်စေချင်တာကြားခဲ့ပြီ။မရှိတူရှိတူတခြားအားကုသို့ကင်းတဲ့အလုပ်တစ်ခုခုတော့လောက်ကင်စားတော့ကြမယ်။အဲ့လိုပဲဝမ်းသာအားရနဲ့ပျော်ရှာတယ်။ဒါပေမဲ့ထွေးမြတ်ဒီနေ့တော့ကိုလူလာ ရောင်မြောင်ပိုင်းကဖိုးလေးတာကောင်တော့ကိုငါပေးဖို့ခရီးပေးထားပြီဖြစ်နေလို့ငါရှာထွက်ရအောင်မယ်ဒီနေ့ကရှင်းအတွက်တန်ငါတဲ့ဘဝနောက်ဆုံးနေ့ဖြစ်ပါစေလို့ကျုပ်ဆုတောင်းပေးပါတယ်တော့အဲ့ဒီနောက်ကိုလူလာဟာသူ့ငါရှာထွက်နေကြညစိန်ကန်အဲ့ဒီကံပကိုထွက်လာခဲ့တယ်ရင်ကြီးစိမ့်နေတဲ့တကံလုံးစိမ့်စုံနေတဲ့စမ်းကြောင်ကြီးကိုဒီကံကြီးကရှိတယ်။ကိုလူလာတို့ရွာနဲ့ ၃၄မိုင်ခန့်กว่าမှာဖြစ်ရှိပါတယ်ဒီကန်ကြီးကိုမြာစိန်ကန်လို့ခေါ်တယ်လို့ရေညိစိန်ကန်လို့လည်းခေါ်ပါတယ်ကိုလူလာတယောက်ကန်ဆက်ကိုရောက်တဲ့အခါမှာသူ့သိန်းဆဲထားတဲ့လင်ငယ်ကိုရေတပန်းပင်ကြားကနေဆွဲယူပြီးတော့ကန်လေကိုကွန်ပစ်ထွက်ခဲ့ပါတယ်ရာသီဥတုဟာတာတာရရှိပေမဲ့ကန်ရဲ့ပြင်းကခါတိုင်းလိုပဲငါးပွက်တာငါးမြူတာလုံးဝမရှိပဲနဲ့ဘက်ကရီငိမ့်တက်နေတယ်အချိန်တော်ကြာတဲ့အထိငါးမြရတဲ့အတွက်တန်ငါးတဲ့လောက်ကကျွချိန်တံမီတဲ့ စိတ်ထဲမှာထင်းနေဒါကြောင့်လေကိုကန်းဆက်ကိုပြန်ပြီးတော့လော့ခတ်လာတယ်။ဒီချိန်မှာကန်းရင်ပြမငါးပွက်လာတဲ့အတွက်အကျင့်ပါနေရဲ့တန်ငါတဲ့လက်ပပီကိုုံရက်ကိုပြက်မိရတာဖြစ်သွားတယ်။ကိုလူလာပြစ်လိုက်တဲ့ကုံထဲမှာခါတိုင်းလိုငါအများကြီးမမိပဲနဲ့ရွှေရောင်တစ်ဖက်ဖက်လုံးနေတဲ့ရွှေဝါရောင်ငကြင်းနှစ်ကောင်သာမိလာတယ်။ဒီအခါမှာကိုလူလာတယောက်ဟာလှလိုက်တဲ့ရွှေဝါငကြင်းလေးတွေရွှေဝါရောင်ကိုတောက်နေတာပဲ ဒီရွှေငါးလေးနဲ့ကောင်ကိုထွေးမြမြင်တော့အရန်ကိုသဘောကျမှာဒီလိုဆိုတာသူ့မှာပါလာတဲ့ပလိုက်နဲ့ကိုရေထည့်ပြီးတော့အိမ်ကိုယူလာတယ်။ရွာကိုရောက်လို့ရွှေဝါရောင်ငကြင်းနဲ့ကောင်ကိုမထွေးမြမြင်တဲ့ကောင်မှာအရန်ကိုနှစ်ချသဘောကျတဲ့အတွက်အိမ်ရှိရင်တော့နဲ့မှာရေပြစ်ထက်ကဝေးပွာထားပါရယ်။ကိုလူလှလို့ဇနီးမောင်နဲ့ဟာသားသမီးထုံကားခြင်းမရှိတဲ့အတွက်ဒီငကြင်းလေးနဲ့ကောင်ကိုသားသမီးမှတ်နဲ့အရေးကြီးကြီးနဲ့လောက်ကကြည်နူးနေရရှာတယ်။ တညမှာတော့မထွေးမြဟာထူးစနဲ့အိမ်မတစ်ခုကိုမြင်မှတ်တယ်။အိမ်မထဲမှာအရန်ကိုချောမောလှပပြီးရွှေဝါရောင်ချိတ်ဝမ်းဆက်ကိုဝတ်ဆင်ထားတဲ့အမျိုးသမီးနှစ်ယောက်ဟာသမီးတို့ညီမဟာအမေတို့မွေးစားထားတဲ့ရွှေဝါငကြင်းညီမဖြစ်ကြောင်းအခုသမီးတို့ဟာအမေတို့ထံမှလူသားဖြစ်ဝင်စားပြီးတော့သာသနာပြုလို့ကြောင်းဒါကြောင့်အမေတို့အဖေတို့ကခွင့်ပြုစေလို့ကြောင်းတောင်းဆိုကြတယ်။မထွေးမြကလည်းရပါတယ်သမီးတို့ရဲ့အမေလာခွင့်ပြုပါလေလို့ပြန်လဲဖြစ်ကြခဲ့တယ်။မနက်မိုးလင်းတဲ့အခါမှာ မထွေးမြကဒီအကြောင်းကိုခင်မုံဖြစ်သူကို ပြန်လဲပြောပြတယ်။တိုက်တိုက်ဆန်တိုင်းပဲကိုလူလာလည်းအဲ့လိုအိမ်မက်ကိုမှတ်တယ်လို့ဆိုရဲအဲ့ဒီမှာသူတို့မွေးမြူထားတဲ့ရွှေဝါရောင်ငချင်းနှစ်ကောင်နဲ့တည်ဆုံနေတာကိုထူးဆန်းစွာနဲ့မြင်တွေ့ခဲ့ရတယ်။ဒီလိုနဲ့မကြခင်ကာလအတွင်းမှာပဲမထွေးမြကိုဝင်ရလာပြီးတမီးလေးနှစ်ယောက်ကိုဖွားမြင်လာခဲ့တယ်။တမီးနှစ်ယောက်ကိုအမိပေးတဲ့အခါမှာတော့ရွှေဝါငချင်းမလေးဖြစ်တာကြောင့်ဝါဝါနဲ့ကြည်ပြားဆိုပြီးတော့အမိပေးခဲ့ကြတယ်။ဝါဝါနဲ့ကြည်ပြားတို့ဟာစကားပြောဆိုနေတယ် တခြားကလေးတွေနဲ့လည်းရနော်နော်နော်စော့ကစားခြင်းမရှိဘူး။ညီမနှစ်ယောက်တီးတန့်နေထိုင်ပြီးတော့စော့ကစားလေးရှိကြတယ်။တခြားကလေးတွေနဲ့မတူထူးခြားမှုရှိတာကတော့အရွယ်နဲ့မလိုက်အောင်လူကြီးသူမတွေကိုရိုသေလေးစားတတ်ခြင်းနဲ့ဘာသာတရားကိုအရန်ကုန်မှကိုင်းဆိုင်တတ်ခြင်းပဲဖြစ်ပါတယ်။ဒီနေ့မှဂိုလူလာတို့အိမ်ကိုအသက်အရွယ်တော်တော်လေးကို ကြီးရင်ပုံပေါ်တဲ့အဖိုးတို့ရောက်ရှိလာတယ်။အဲ့ဒီဝိပုံစင်ကျင်တဲ့အဖိုးမှရေကြီးတက်နေတဲ့တန်တစ်တာလေးတစ်လုံးနဲ့ပါလာတယ် ိုလူလှနဲ့မထွေးမြတော်ဇနီးမောင်နှံဒီအဖိုးကိုကောင်းကောင်းအဲ့ခံအဲ့ဝဲပြုတ်ပြီးတော့လာရင်ကိစ္စကိုမင်းမြတ်နေဒီခါမှာအဖိုးဟာကျွန်ုပ်ဟာမြစင်းကန်ကြီးရဲ့အလဲမှာရှိတဲ့ရွှေငကျင်းတပ်ရဲ့တိုက်ချုပ်ပူပူကြီးဖြစ်ကြောင်းမင်းမလေးနဲ့ဦးဟာလူပြည်မှာသာသနာပြုကျင်တယ်လို့ပူဇော်တာကြောင့်မထွေးမြတော်စီကိုဆက်လုခဲ့ရကြောင်းပြောပြတယ်အဲ့နောက်သူကဆက်ပြီးတော့ဒီယရနာတက်တာဟာမင်းမလေးနှစ်ယောက်ရဲ့ပစ္စည်းတွေဖြစ်ကြောင်းသူတို့အရွယ်ရောက်လာချိန်မှာသာသနာပြုရန်နဲ့ကိုလူလာလို့မိသားစု စာဝင်းတွေရဲ့အဆင်ပြေစေဖို့အတွက်တင့်တော်တယ်လို့အသုံးပြုနိုင်အောင်မှာချပြီးတော့တော်တချောင်းကိုပါပေးအပ်ခဲ့တယ်။အဲ့ဒီတက်တာလေးဟာရေကြီးတွေကန့်ကြီးနေတဲ့အတွက်အလှချေတာထားတဲ့ကနုတ်ပန်းစွဲတွေတောင်ရေးရေးလေးပဲမြင်ရတယ်။အဲနောက်ကိုလိုလာဟာသမင်းငယ်လေးတွေငယ်သေးတဲ့အတွက်ရတနာတက်တာကောင်မဖွင့်သေးပဲနဲ့လုံခြုံတဲ့နေရာမှာပဲတင်းဆဲထားလိုက်ပါတယ်။ဒီလိုနဲ့ပဲဦးတို့ရတဲ့ဟာလေးလေးပြောင်းလာခဲ့ရာဘဝနဲ့ကြည်ပါတို့ညီမလည်းအပြူပေါက်ရွယ်ကိုအတီးတီးရောက်ရှိလာကြတယ်။ ဖုန်းကုံပွင့်လန်းစပယ်ပန်းလေးတွေဖြင့်လှသွေးကြွယ်နေကြတဲ့မြင်မာနေရောက်။ဒါကြောင့်မဲရွာထဲမှာရှိတဲ့ကလာတာအရွယ်ဆုံးနေရာဘဝနဲ့ကြည်ပြားရဲ့အချစ်ကိုသာရမယ်ဆိုရင်ဓားတောင်ကိုပဲကြော်ရကြော်ရအတူရကြောက်တဲ့ကိုပဲခုံချရခုံချရနောက်ဆုံးလက်တွန်းညမယ်လို့မစောကြဘူး။ဒါပေမဲ့လေညီမနှစ်ယောက်ကတော့လောကီကာမကုံကိုစိတ်ဝင်စားခြင်းလုံးဝမရှိကြပဲနဲ့မိဘိုင်နဲ့တူရွာအောင်ကြောင်းကိုသွားဥပုသ်တီလာစောက်တီလို့သာပြောမှွင့်နေတယ်။ဘဝနဲ့ကြည်ပြားကို တပတ်သက်ဆွဲလန်းနေသူတွေထဲမှာကိုလူလာတို့တအိမ်ကျော်ဟာဖိုးအေးဆိုတဲ့လူငယ်လေးအပါဝင်ဖြစ်တယ်။ဖိုးအေးဟာဘောဝါတို့နဲ့ကြောင်းနေပတ်တငယ်ချင်းဖြစ်တာကြောင့်တခြားသူတွေထပ်ပို့ပြီးတော့ရင်းနေတယ်။ဖိုးအေးဟာနာမည်နဲ့လိုက်အောင်လဲအနေတိုင်းအေးစေးတည်ငြိမ်ပြီးတော့ရိုးသားကြိုးစားတဲ့လူငယ်တယောက်လည်းဖြစ်တယ်။ဒါကြောင့်ကိုလူလာတို့လက်မြဟာရွာထဲမှာရှိတဲ့တခြားကလာသားတွေထပ်ဖိုးအေးကိုတမီးနှစ်ယောက်ထဲကတယောက်နဲ့ရင်ခံသွားရင်အိမ်တောင်ရက်သားချပေးဖို့တိသဘောတူထားကြတယ်။ ဒီနေ့မှာတော့ကိုလူလာတို့ဇနီးမောင်နှံကိုတာသိမိတွေကရောအကြောင်းဒီတော်ဆက်တနေမှာဇေဒီတဆူတီထားကုသိုလ်ယူကြအောင်ပူဇော်ကြတယ်ဒီကမှာကိုလူလာဟာအမေကြီးဒုသမီးတွေရဲ့တက်တာကိုဖွင့်ဖို့အတွက်အချိန်တန်ပြီဆိုကယတနာတက်တာကိုဘဘိုးကြီးပြီးခဲ့တဲ့တော်တန်နဲ့ဖွင့်တယ်အဲ့ကမှာတက်တာထဲမှာရှိတဲ့ယတနာတွေဟာမျက်စိကျိန်းလာအောင်လဲအများကြီးတွေ့ရတယ်ဒီယတနာတွေကမှာအချို့တဝက်ကိုထုခွဲရောင်းချပြီးတော့သမီးတွေအတွက်ဖျားတီးတာ အလှူကြီးပေးဖို့အတွက်စီစဉ်ကြတယ်။ဒီတဲ့ရင်ဟာတစင်စကားတစင်နာကိုပြန့်နှံ့သွားပြီးတော့တရွာလုံးနဲ့သိရှိသွားတယ်။ဇေယတော်ကြီးရဲ့ဩဝါဒကိုခံယူကဇတိတဲဖို့အတွက်လည်းပြင်ဆင်ကြတယ်။ဒီချိန်မှာလက်ရှင်ရရှင်ရွာမျက်နှာဖြုံးတအုပ်ဖြစ်တဲ့ဦးကြီးမြရဲ့သားတာမောင်ဟာဘဝကိုစိတ်ဝင်စားတဲ့အတွက်သူ့ရဲ့ဖခင်ကိုတောင်းရန်ပြဖို့ပြောတဲ့အခါလူကြီးတို့ဝတရားရကိုလူလာတို့အိမ်ကိုလာရောက်ပြီးတော့တောင်းဟန်ကြတယ်။ဒီခါမှာကိုလူလာဟာသမီးကြီးဘဝရဲ့သဘောထားကို မေးစမ်းပြစီဆိုကဘောဘွားကဘာသာရေးနဲ့သာပြောင်းမွေလို့ဒါကြောင့်အိမ်တောင်မပြုတ်လို့ဘူးဆိုပြီးတော့ငင်းပယ်လိုက်တဲ့အတွက်ဦးကြီးမတို့သားဖားလဲကိုလူလာတို့မိသားစုကိုအညှို့တွေထားလိုက်တယ်ဒီလိုနဲ့တနေ့မှာတော့ရွာဦးစိတ်ကြီးပြီးလူပြီးစဉ်အချိန်ကိုရောက်ရှိလာပြီဖြစ်တာကြောင့်အလူရှင်ဖြစ်တဲ့ကိုလူလာတို့မိသားစုဟာအလူကြီးပေးကရေသက်ချဘွယ်ကျင်းပနိုင်မှုအတွက်စီစဉ်ဆောင်ရွက်ကြတယ်အလူကိစ္စရည်နဲ့တရွာလုံးအလုရှုံနေတဲ့တနေ့ဘဝနဲ့ကြည်ပါတော့ညီမနှစ်ယောက်လည်းပြချင်းမလား ပျောက်ဆုံးသွားခဲ့တယ်။နေရမှာရှိတဲ့ပတ်ဝန်းကျင်ရွာတွေနဲ့ရွာနေချုပ်ဆက်ပါမကြမ်းပိုက်ဆိုင်တိုက်လိုက်ရှာကြပေမဲ့အရေးရောက်လောက်လုံးဝမတွေ့ကြဘူး။မိဘနှပါဖြစ်တဲ့ကိုလူလာတို့လည်းများနှောက်လေတမီးလေးတွေတို့ကပရိဒေဝါတောကမီတွေတောက်လောင်ပြီးမအိတ်နိုင်မစားနိုင်ဖြစ်နေကြတဲ့ချိန်ကိုလူလာတို့အရေးမကြီးပင်ကြီးအောက်မှာကုပစ်စင်ရှိတယ်။အဲ့ဒီကုပစ်စင်ပေါ်မှာရင်းနှီးကြရအောက်မှာစားတစားကိုအမှတ်မထင်ပဲတွေ့ရှိသွားခဲ့ပါတယ်။စားထဲမှာတော့ကိုလူလာ ခမားသမီးနှစ်ယောက်ကိုရဲကြီးစိန်ခံဒီမှာကျစ်တူတွေဖမ်းထားတယ်။သူတို့အသက်ကိုမသိစေချင်တော့ခမားတို့လည်းများအဲ့ဒီနေရာကိုလာခဲ့ကြဆိုပြီးတော့ရေးထားတာတွေ့တယ်။အောက်မှာတော့တာမောင်တို့လည်းရေးထားတယ်။ဒေစာကိုတွေ့ချင်းမှာလင်မားနှစ်ယောက်ဟာဘသူ့ကိုမှအသိမပေးဘဲနဲ့ညာစိန်ခံကိုခက်တက်တက်လေးပဲထွက်ခွာလာခဲ့တယ်။ညာစိန်ခံအနည်းကိုရောက်တဲ့အခါမှာဘဝနဲ့ကြည်ပါတို့ညီမကိုဦးကြီးများတို့ဖွဲ့ကလက်ပြန်ကြိုးတုပ်ပြီးတော့ချိန်မှန်ခွင့်စွတ်က တိုက်တူးနေတာကိုတွေ့ရတယ်။ကိုလူလာတို့လည်းမြင်တဲ့အခါမှာတော့တာမောင်ဟာတဟားနဲ့ကြီးမောတယ်။ကောင်းပြီ။ခမည်းတော်ရောက်လာတာတော့ပဲ။ခမည်းတော်သမီးနှစ်ယောက်ကသူတို့ရေအောင်နန်းတော်ကရတဲ့ပစ္စည်းတွေကိုအตาတကြီးမပေးဘဲနဲ့ပေးကက်ကက်လုံးနေကြတယ်ဆိုကကိုလူလာတို့လင်မယားကိုထိုးကျိတ်ရိုက်နှက်တယ်။အဲနောက်သူတို့ဖွဲ့ဟာဘဝတို့ညီမကိုမိဘနှစ်ပါးနဲ့တပန်အကြက်ကင်ပြီးတော့ချင်းချောက်ပြန်တယ်။မိဘနှစ်ပါးရဲ့မကြည်မဆန့်ဝေဒနာခံစားနေရတာကိုမကြည့်ရတဲ့ ်ဒီမနေ့ဟာတိုင်နန်တကားကိုဖွင့်ပေးဖို့ဆုံးဖြတ်လိုက်ကြတယ်တိုင်နန်တကားကိုဖွင့်ပေးလိုက်တာနေပြိုင်နဲ့ရတနာပစ္စည်းအပြည့်တင်ထားတဲ့လောင်းလက်ကြီးတစ်စင်းဟာမြာစိန်ကန်ထက်မှာဘောလုံးပေါ်လာတယ်ဒီခါမှာလောဘသားတွေဟာရေကန်ထဲကိုအလို့ရပြင်းစင်းကြပြီးတော့ရတနာပစ္စည်းတွေကိုတိမ်ကျုံယူငင်ကြတယ်ဒီချိန်မှာပဲရေကန်တွင်းကအတန်တန်ကြီးတွေနဲ့မြေခိလာပြီးတော့အဆွဲဖိုးဖိုးနဲ့ငါးဘလူးကြီးတွေပေါ်ထွက်လာတယ်အဲ့ဒီငါးဘလူးကြီးတွေဟာဦးကြီးများနဲ့တာမောင်ပါဝင်လောဘသားကောင်တွေကို တကြွကြွမြည်အောင်ပဲကြိုက်ဖက်ရာမြဆိုင်ကန်တခုလုံးသူ့ရောင်နေနဲ့ဖုံးလန်းသွားခဲ့တယ်။ဘာဝါနဲ့ကြည်ပါတို့ညီမနှစ်ယောက်ကိုလည်းတိုက်ချုပ်ဖို့ဟာဝိညာဉ်နှောက်ပြီးတော့တိုက်နှန်းကို ပြန်လဲခေါ်ဆောင်သွားခဲ့တယ်။ကိုလူလာနဲ့မထွေးများတို့ကတော့တမင်းနှစ်ယောက်တည်းရေချိုးမရဖြစ်ကပူဆွေးတော့ကရောက်ခဲ့ရတယ်။ရောဦးစီရီရဲ့ရေဆက်ချဝဲကိုရောက်လာတဲ့အခါမှာတော့ရွာသူရွာသားအပေါင်းဟာဝမ်းမြောက်ကြည်နူရမယ်အစားဝမ်းနဲ့မျက်ရည်တွေနဲ့အတီးတီးစွန့်နှစ်ပြီးတော့ကြေကွဲနေကြပါတယ်။အဲညမှာပဲ မထွေးများနဲ့ကိုလူလာတို့ရဲ့အိမ်မထဲကိုသမီးနှစ်ယောက်ရောက်လာတယ်။သူတို့ကိုသတိရရင်ညာစိန်ကန်လို့ခေါ်တဲ့အခုရင်းကြီးစိန်ကန်ကိုလာခဲ့ကြပါအဖေမေဆိုပြီးပြောကြတာကိုလည်းမျက်မှတ်တယ်။ဒီလိုနဲ့တခုတော့လာပြညတကောင်ရန်ချိန်မှာတော့ညာစိန်ကန်ရဲ့ကန်စက်ကနေပြီးလူသုံးဦးဟာကန်ရည်ပြင်ဘက်ကိုမျှော်ကြည့်နေပါတယ်။အဲ့ဒီလူသုံးယောက်ဦးကတော့ကိုလူလာမထွေးများနဲ့ဖို့အေးတို့ပြကြတယ်။ကန်ရည်ပြင်ထက်မှာတော့ရှိုးဝါရောင်ငကြင်းလေးနှစ်ကောင်ဟာမြူတူးပျော်ပါးနေရကိုလည်း တွေ့မြင်ရပါတယ်။ကျွန်တော်နာမည်ကအောင်ထိုက်ပါအသက်က၁၉နှစ်နေလကတော့လေတက်နဲ့တိတ်မဝေးလာတဲ့ရွာမှာနေပါတယ်။ဒီဖြစ်ပက်ကပြောမယုံကြုံမသိဆိုတဲ့ဖြစ်ပျက်မျိုးတစ်ခုပါ။ပြောရမှာဟာနည်းနည်းရှိတော့လုံရင်းမပြောမယ်။တခါတုန်းကကျွန်တော်တို့ရွာမှာကြားကြီးလို့ခေါ်တဲ့လူမိုက်တယောက်ရင်မတော်တဆမှုနဲ့စုံပါသွားခဲ့တယ်။သူစီးလာတဲ့ဆိုင်ကကိုထရက်ကားကြီးတစ်စီးကဝင်တိုက်သွားတာ။ကြားကြီးရဲ့ရာဇဝင်ကလည်းဆူဆူရွရွပဲ။ တူတူပြောရရင်တော့မကောင်းတာမှန်သမျှကို အကုန်လုံးလုပ်တဲ့သူရွာသားလေးမပြောနဲ့မိသားစုအရင်နေတာမှသူ့နဲ့မတည့်ဘူးတေရာကလည်းတကယ်ကိုပိုးစုပစက်ပဲဆိုင်ကယ်ကိုကားကြီးနဲ့တိုက်မိပြီးတော့လူကလမ်းဘေးစူးယုံနေကိုကြာသွားတာအဲ့ဒီမှာနေမဲ့အသက်ပြောက်သွားပြီးဒဏ်ရာတွေကလည်းအသေးငယ်သူတွေမကြည့်ရဲလောက်တဲ့အထိဆိုပါတယ်ပါတစ်ဖက်မှာဆိုရင်အရေးပြားတွေပြားသွားတာပါးတွေကတော့မှအတိုင်းသားမြင်ရတယ်လို့ပဲဝေဘလက်ကလက်ချောင်းတွေဆိုရင် အယိုးကျိုးပြီးတော့နောက်ကိုလန်ထွက်နေတယ်။ဒီကိုလုံးနီးပါးကအယိုးတွေကလည်းကျိုးကျေကုန်တာ။သူ့လောင်းကိုဒီတိုင်းတဲလို့မရတာကြောင့်အိမ်မဲမဲကြီးနဲ့ပဲခွေခွေလေးထည့်ပြီးတော့တဲခဲ့ရတယ်။သူ့ကတော့မြေမြုပ်ပြီးတဲ့နေ့နောက်ညရတော့ကျွန်တော်တငယ်ချင်းတစုစက်မဆက်ရပြောရကနေကြာကြီးအကြောင်းကိုရောက်သွားတယ်။တငယ်ချင်းတစုဆိုတာကကျွန်တော်အပါဝင်၄ယောက်ထဲပါ။ကျွန်တော်အောင်ထိုက်မင်းမြတ်ဆန်အောင်နိုင်စိုးနဲ့စမ်းနိုင်တို့ပါ။စမ်းနိုင်ရဲ့မိဘတွေဟာဘယ်တော့ရောက်နေ။ တခါတလေအိမ်မှာသူတယောက်တည်းပဲကြံနေခဲ့တယ်။ဒီလိုနေ့တွေဆိုရင်တော့ကျွန်တော်နဲ့ဟိုနှကောင်ဟာအပေါ်အပြည့်လာပြီးတော့အိပ်ပေးလေးရှိတယ်။ဖြစ်ချင်တော့အိမ်နေကစကားပြောနေနေစမ်းနိုင်ကငါအထင်တော့ကွာကြားကြီးကကြွလွတ်မှမထင်ဘူးကွာတည့်ရဖြစ်ပြီးတော့ဒီဘလုံးကိုပတ်ချောင်းနေမှာတေးကြပဲကျွန်တော်တို့ကလည်းငါတို့လည်းဒီလိုပဲထင်တာကွာဒီလိုပြောနေတဲ့အခါမှာမင်းမြတ်ဆန်ကဟဲ့ကောင်တွေကြားကြီးတည့်ရဖြစ်မဖြစ်သိအောင်လို့တည့်ရခေါ်ကြရင်ကော ဒီလိုဆိုပြီးတော့ဇလန်ဆက်လာတယ်။ဒီချိန်မှာကျွန်တော်နဲ့တခြားနှစ်ယောက်လည်းစိတ်ဝင်စားသွားတယ်။ဒါဆိုခေါ်တာပေါ့ကွာ။ဟုတ်ပြီ။ဘလို့ခေါ်ရမလဲ။မင်းခေါ်တက်လို့လား။ဒီလိုမေးတော့မင်းမျက်စံကဆရာကြီးထားနဲ့မျက်ခုံးတွေကိုပြင့်ပြီးတော့ငါလည်းတခါမှတော့မခေါ်ဘူးဘူးကွာ။ဒါပေမဲ့ဘလို့ခေါ်ရမလဲတော့သိတယ်။တကယ်တကယ်လာမလားတော့ငါလည်းအတိအကျတော့မသိဘူးကွာ။စမ်းကြည့်ရမှာပဲ။ပြီးတော့ကြောက်တဲ့ရင်ဝင်မပါဘူးပြောချင်တယ် ကျွန်တော်တို့လည်းတကယ်မကြုံရသေးတော့မကြောက်တတ်ဘူးမင်းမြတ်ဆန်ပြောတာကမြစ်တိုက်ရှင်ရွှေ့ပြီးသားအရှင်ဇဝနရေးတဲ့စာအုပ်တအုပ်မှာဖတ်ဘူးတယ်တဲ့အ ਨੇ ဆုံးလူသုံးယောက်ဆိုရင်ခေါ်လို့ရတယ်လို့ပြောတယ်လူအပ်တာကတော့၄တောင်းခုံလေးတစ်လုံးရဲ့အဲ့ဒီခုံငယ်လေးရဲ့မတူညီတဲ့တောင်းတစ်ခုကိုခုတုံးလုပ်ပြီးတော့အုံနေကလေးဖြစ်ဖြစ်တစ်တုံးပဲဖြစ်ဖြစ်နှစ်ခုရဲ့တစ်ဘက်ကထိလိုက်ရင်ခုံလှောက်အောင်လုပ်ပါစာအုပ်ထဲမှာတော့မီးထုံးမှုမပါပေမဲ့ အလင်းအောင်ရအောင်ဖျောင်းတဲ့တိုင်းကိုအလင်းအောင်ရဖို့အတွက်ထောင်းလိုက်တယ်လိုအပ်တာတွေပြည့်စုံတော့လေးရောင်လုံးခုံကိုဝိုင်းပြီးတော့ထိုင်ရတယ်ပြီးတာနဲ့လက်မချင်းထိပ်ပြီးတော့လက်ကိုကားထားတယ်ကျွန်တော်ကမင်းမျက်ဆိုင်ရဲ့လက်ညှိုးကိုလက်ခလင်နဲ့ကျွန်တော်ရဲ့လက်ညှိုးလက်ခလင်နဲ့ထပ်ပြီးတော့လက်မချင်းထပ်တယ်ပြီးတော့အောင်နိုင်ဆိုးကကျွန်တော်ရဲ့လက်ညှိုးနဲ့လက်ခလင်ကိုလာထပ်တယ်အောင်နိုင်ဆိုးရဲ့လက်တွေကိုစမ်းနိုင်က ထပ်ပြီးတော့မင်းမျက်ဆိုင်ရဲ့လက်နဲ့ဆက်ပြီးတော့ထပ်ပြီးတယ်ပြီးတဲ့အခါမှာတော့ ခုံမကိုခက်ရွေလေးတင်ထားရတယ်။မင်းမဆန်ကမှတ်ထားကြနော်။ဘလို့ပဲဖြစ်လာဖြစ်လာလက်ကိုလုံးဝမဖြုတ်ရဘူး။ငါတို့တရက်တစ်စိကိုစားခေါက်လိုက်တာနဲ့လက်ကိုဖြုတ်လို့မရတော့ဘူး။ပြန်ပို့ပြီးမှဖြုတ်ရမယ်။မဟုတ်ရင်တို့ကငါတို့နောက်ကိုလိုက်ပြီးတော့ဒုက္ခပေးလိမ့်မယ်။အေးတို့ရောက်လာခဲ့ရင်လေပောက်တက်ကြရတွေမမေးရဘူး။တို့ရောက်မရောက်ခုံကိုခောက်ပြီးတော့အကြံပေးလိမ့်မယ်။စီးပေါင်းရင်တော့နောက်ကလိုက်လာလိမ့်မယ်။ဘလို့လဲခေါ်ရဲကြလားပြောတော့ ကျွန်တော်တို့ကလည်းကြိုကြွားနေရတယ်စိန်လိုက်လေလို့ပြောတယ်မိမက်ဆန်ကကဲဒါဆိုငါစပြီးခေါ်မယ်သူ့လက်မနှစ်ချောင်းကိုပြုတ်ကလမ်းဖွင့်ပေးထားတယ်ပြီးတော့ဤရွက်ဤရွာအတွင်းမှာရှိကြတယ်တရက်တစီဝိညာဉ်ပိတ်တာနန္နဘောကဘလူရက်ကဂုံမန်ရက်ကနဲ့အစိမ့်တရက်မြေဖို့ဘလူကြက်ပါမချမ်းမင်းအမမင်းရဲ့အပေါင်းတို့ငါရဲ့စကားကိုနားထောင်ငါတို့နဲ့ကစားလို့လျင်ဤစီဝိုင်းတဲ့ကိုဝင်ပါငါတို့ဒီတင်တို့ကိုဒုက္ခမပေးလို့ငါတို့ကိုလည်းဒုက္ခမပေးနဲ့ ပြပြပပကစားလို့လျင်အေးစီးဝိုင်းနဲ့ကိုဝင်မှာဆိုပြီးတော့ခေါ်တယ်။သူခေါ်တဲ့ညောင်းတယောက်မျက်နှာတယောက်ကြည့်မိတာကတော့အမှန်ပဲ။သူကသုံးညတတိခေါ်ပြီးတော့ငါတို့စီးကိုပိတ်ပါတော့မယ်။သုံးညអော်ပြီးတော့လက်မနဲ့ချောင်းကိုထပ်ကပြန်ပိတ်တယ်။ပြည်တိုင်းနဲ့သူဟာရောက်ပြီလား။ရောက်ရင်ခုံကိုခောက်ပြီးတော့အချက်ပြပါ။ဒီလိုပြောတော့ခဏကြာတဲ့အထိဘာမှထိုးချမလာဘူး။အလကားပါကွာ။ဘာမှဖြစ်မလာဘူးဆိုတဲ့အတွင်းနဲ့တယောက်မျက်နှာတယောက်ကြည့်မိကြတယ်။ဒီချိန်မှာပဲ ထောင်းထားတဲ့ဖျောင်းနိုင်မီဟာလေမတိုက်ပဲနဲ့ငြိမ်းတော့မလို့ဖြစ်သွားတယ်။ပြီးတော့တခြားသူတွေကတော့မသိကျွန်တော်ကြောထဲမှာစိတ်တက်သွားပြီးတော့အေးဆက်ဆက်ဖြစ်သွားတာဆိုရင်ပဲထောင်းထောင်းဆိုပြီးတော့ခုံခောက်တန်ထွက်ပေါ်လာတယ်။ပထမတော့လန့်သွားတာပြီးတော့မှတယောက်ကတယောက်မင်းခောက်တာလားဆိုပြီးတော့တိုးတိုးလေးမေးကြတယ်။ဘယ်သူမှမခောက်ဘူးဆိုတာသိရတော့မင်းမြတ်ဆန်ကတင်တို့ရောက်ရှိနေပြီဆိုတာသိရပြီ။ဘယ်လောက်အရေးအတွက်ထိရောက်နေလဲ။၅ယောက်ကိုတစ်ချက်နှုံးနဲ့ ခောက်ပြပါဟာခောက်လိုက်တာမှမရက်မနာဗျမိမက်ဆန်ကရပြီရပြီဒီလိုပြောမှရက်သွားတယ်ဒီချိန်မှာကျွန်တော်ခံစားရတာကအေးစိတ်ပြီးတော့ကြက်သိမ်းထားတယ်ကျွန်တော်တို့လည်းဟိုးဒီဒီမေးပြီးတော့နောက်ဆုံးမှမိမက်ဆန်ကတနေ့ကတိတ်သွားတဲ့ကြားကြည့်ရောပါလာဒီလိုမေးတော့တောက်ဆိုပြီးခောက်တယ်ဒီချိန်မှာကျွန်တော်တို့လုံးမိတဲ့ပထမအမဟာတခြားပုံကိုယ်တွေကိုပြန်ပို့ပြီးတော့ကြားကြည့်ကိုကျွန်တော်တို့နဲ့ဆက်ပြီးတော့ကစားဖို့အတွက် ခေါ်ထားမိခြင်းဖြစ်တယ်။မင်းမြဆန်ဟာတခြားပုံကိုယ်တွေနေမင်းနေရာကိုပြန်ကြပါအခုလိုကျွန်တော်တို့ကစားဖို့ဖိတ်ခေါ်ရကိုလာရောက်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကြားကြည့်ကိုတော့ကျွန်တော်တို့နဲ့ဆက်ကစားဖို့နေခဲ့ပြီပါ။သုံးချိန်သုံးခါပြောပြီးတော့လက်မကိုတစ်ခါဖွင့်ပေးတယ်ပြီးတော့မှပြန်ပိတ်ပါတယ်မှပြောပြီးတော့ပြန်ပိတ်တယ်ပြီးတာနဲ့ကြားကြည့်ခမရကျွန်တော်နဲ့ရှိသေးပါလားဒီလိုမေးတဲ့အခါမှာ တောက်ဆိုပြီးတော့ချက်ချင်းခောက်တယ်ဒီမှာအွန်လိုင်းဆိုကငါတို့ဘယ်နှယောက်ရှိလဲပြောပြပါ ထောက်ထောက်ဆိုပြီးတော့လေးကြောက်ောက်တယ်ကျွန်တော်ကလည်းဘာမေးရမှမသိတာနဲ့ကျွန်တော်ကိုတီလာလို့ပြီးတော့ထောက်ဆိုပြီးတခြားခောက်တယ်ဒီအထိပုံမှန်ပဲအချင်းနေစိုးသွားစီတာကမင်းမျက်ဆိုင်ရဲ့မိကုံကြောင့်မှာသူ့မိတာကကြာကြည့်ခမားဘလို့တီးကြရတယ်ဘယ်ဘဝရောက်နေလဲဆိုတာကိုရောတီလာဒီမိကုံနဲ့ဆုံရောထောင်းထားတဲ့ဖျောင်းနိုင်ပြီးအောင်ရုတ်တရက်ငိမ့်သွားတယ်ပြီးတော့ဒုံးဆိုခုံးဟာ၃လေးပဲလောက်မြင့်တက်သွားတယ်အဲ့ဒီမှာလက်တွေပြုတ်ကြပြီးတော့ အကုန်လုံးလန့်သွားတယ်။ပြီးတော့ခြေဦးတရားပြေးကြတာ။စားနိုင်လေကို့အိမ်မှာကိုမနေရတော့ပဲနဲ့ပြေးတာဗျ။တကယ်ပြဿနာကအဲ့ဒီမှာစားတာ။အဲ့ဒီကစားနိုင်ဘက်မှာအိတ်ခလေတော့မသိဘူး။ကျွန်တော်လည်းတညလုံးလုံးဝအိတ်မရဘူး။အိတ်မလို့တိုင်းကြားကြီးရဲ့ပုံစံကိုမြင်အောင်လာပြီးတော့တရားရောက်ကကို့အနားမှာလာအိတ်နေတယ်လို့တရားကကိုကိုစိုက်ပြီးကြည့်တယ်လို့ခံစားရတယ်။ကြက်သိနေလဲထားတာလေ။မိုးလင်းပေါက်ထိုင်နေရတာ။ကိုရိတ်ကိုယ်တော်ကိုမြင်ပြီးတော့လမ်းမိတယ်။မေးလည်းမထွန်းရဲ့။တော့ကြမေးထွန်းလိုက်မှာ အနားမှာလာထိုင်နေရင်ဘယ်လိုလုပ်မလဲထိုင်နေတာတောင်မှအနားမှာရှိနေတယ်လို့ခံစားနေရတာဒီချိန်စိတ်ထဲမှာဘာမှသတိမရတော့ဘဲနဲ့မနက်မိုးလင်းအမြန်ရောက်ပါစီလို့ပဲဆုတောင်းနေမိတယ်မနက်ကိုရောက်တာနဲ့ဟိုအကောင်တွေကိုလိုက်ရှာပြီးမေးကြည့်တော့သူတို့လည်းတညလုံးအိတ်မရဘူးတဲ့အိတ်နေနေအလိုလိုလန်နှုံးလာပြီးတော့ကိုဘေးမှာပဲအိတ်နေတယ်လို့ခံစားပြီးတော့ကြက်သိန်းကြီးလည်းဖျံဖျံထလာတယ်တဲ့စားနိုင်ကိုဗမာအိတ်ခက်လဲပြီးတော့မင်းမြတ်စံတော်အိမ်မှာအိတ်ခက်တယ်တဲ့ကျွန်တော်တို့လည်းအကြောက်လုံပြီးတော့ စိတ်ထင်တာဖြစ်မှာပါဆိုပြီးတော့ဒီတိုင်ထားလိုက်တယ်။ဒါပေမဲ့ပိုဆူးလာတာကအဲ့ဒီတုန်းကရောင်ရမ်းလာတယ်။လာဆွဲတယ်လို့မျိုးခံစားရတယ်။ပြီးတော့တခြားသူကိုကြည့်လိုက်ကြားကြီးမျက်နှာကိုပဲမြင်ရတယ်။အတန်တကွချွန်ကနေကြားနေတော့မှလန့်နေတာ။ပြောရရင်တော့ကိုသာမဟုတ်ကိုဘင်းနာကလူတွေကိုပါလမ်းဖြန့်စီလာမိတဲ့အတိပဲ။ဘလို့မှမနေသားတဲ့ဆုံးမှာပဲသုံးရမြောက်ညမှာတော့ဟိုအကောင်တွေကနဲ့တိုက်မိပြီးတော့ပြန်ခေါ်ပြီးပို့ဖို့ဆုံးဖြတ်တယ်။ဒါတော့မှစမ်းနိုင်တယ် အောင်နိုင်စိုးတို့ကိုမနှဲကိုနားချရတာကိုတေမလောက်ကြောက်နေကြကသူတို့ကိုဖျက်ချောက်သေးတယ်ပြန်ပို့ဖို့ခေါ်တဲ့ခါလဲမင်းမျက်ဆန်ကပဲခေါ်တာဂျာကြီးကကျွန်တော်တို့နားမှရှိတယ်ထင်တယ်စားနိုင်တဲ့အိမ်ကိုရောက်ကြတဲ့ကကြောထဲမှာစိုက်နေတာကျက်သိန်းတော်မှာဖျက်ပြန်ထားတယ်ကြည်လိုက်ရင် ကျွန်တော်တို့လေးယောက်တည်းဆိုပေမဲ့အနောက်မှာတယောက်ရှိတယ်လို့မျိုးခံစားရတယ်ဒါတော့ကျွန်တော်တို့လည်းအချိန်စွဲမနေပဲနဲ့ချက်ချင်းပဲခေါ်တယ်ဒါပေမဲ့ဒီတစ်ခါတော့ဂျာကြီးကိုပဲတီးတန့်ခေါ်တာကျွန်တော်တို့လည်းပထမညကခေါ်တယ်လို့မျိုး သုံးချိန်ခေါ်လို့ပြတာနဲ့မင်းမျက်စံဟာလက်မကို ထပ်ပြီးပိတ်တယ်မင်းမျက်စံဟာကြာကြီးခမရရောက်ပြီလားခမရတယောက်ထဲလားခုံကိုခောက်ပြီးအချက်ပြပါလို့မရေတရေပြောတော့တောင်းဆိုပြီးတော့ခပ်ပြင်းခောက်တယ်ချက်ချင်းကိုခောက်တာကျွန်တော်ဆိုကြောက်တွန်းလို့တွေးတောင်မျိုးချရတာအခါခါပဲကျန်တဲ့သူတွေလည်းတကောလုံးရွှေးတွေကိုရွှဲနေတာစားနိုင်ဆိုရင်ဒူးပါတုံးတယ်သူ့ရဲ့လက်ကချိတ်ထားတာပြုတ်မှဆိုလို့မနှဲကိုထိမ့်ပေးထားရတယ်ကျွန်တော်တို့လည်း ကြားကြီးရောက်တာကိုသိတာနဲ့လေးယောက်လုံးကြားကြီးကိုတောင်းမှန်းနဲ့အချင်းချင်းခါခါတောင်းမှန်းနဲ့မေကုန်းနဲ့တိတ်မမီးတော့ပဲနဲ့ကြားကြီးခမားနေမယ့်နေရာကိုပြန်နိုင်ပါပြီကျွတ်တို့ကစားဖို့ဖိတ်ခေါ်ရလာတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်စသဖြင့်ပြောပြီးတော့မင်းမြတ်ဆန်ကပဲပြန်ပို့လိုက်တယ်သုံးနေသုံးကခေါ်ပြီးတော့ပြောတယ်ပြီးတော့လက်ထက်တရာကိုတော့လုံးဝဖြုတ်လို့မရသေးဘူးကြားကြီးခမားရှိသေးလားအချိန်ချင်းခေါ်ကြည့်မိတယ်အချိန်နှဲငယ်ကြတဲ့အထိ ဒီတိုင်းမမလို့မချက်ထိုင်နေသေးတာလုံးဝစိတ်ချရပြီဆိုတော့မှလက်တွေချိတ်ထတာကိုဖြုတ်လိုက်ကြတယ်ဒီတော့မှအသက်ရှူဖြောင်းတာမင်းမြတ်ဆန်ကတော့စမ်းနိုင်ကိုမနှဲကိုတောင်းပန်လိုက်ရတယ်အဲ့ဒီကစပြီးတော့ကျွန်တော်တို့ရဲ့အရာအားလုံးဟာပုံမှန်အတိုင်းဖြစ်သွားပြီမယ်သူတည်ခဲ့တဲ့နေရာနဲ့သူ့အိမ်နီးနားမှာတော့တချို့လူတွေမြင်ကြတွေ့ကြတယ်လို့ပြောကြတယ်ကြားကြီးကျွလို့သွားပြီလားမကျွလို့သေးဘူးလားဆိုတာကျွန်တော်တို့လည်းအတိအကျမသိရဘူးဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်မာသည့်ဖြစ်စေမန်သည့်ဖြစ်စေ ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေလာပြီးတော့မဆန့်ကြည့်ကြဖို့အတွက်ပြောချင်ပါတယ်ကျွန်တော်ကတော့နောင်တနောက်တစ်တခါထပ်ပြီးတော့မရချင်တော့ဘူးတစ်ခါတလေမှာမဖိတ်ခေါ်ပဲရောက်လာတဲ့အန်နီတွေထက်ကိုဖိတ်ခေါ်လိုက်လို့ရောက်လာတဲ့အန်နီအရန်ကိုကြီးမားတယ်ဆိုတာကိုသိသိချင်ပါတယ်